YouTube monetization မအောင်သေးပဲနဲ့ကိုယ့်ရဲ့ channel က video တွေကိုတခြားသူတွေကဝင်ကြည့်တဲ့အခါမှာကြော်ညာတွေပြနေတယ်။ဘာကြောင့်လဲ။အဲ့လိုကြော်ညာတွေဝင်တဲ့အတွက် monetization အောင်နိုင်ရေးပုံများလား။ဝင်ထားတဲ့ကြော်ညာကားတွေကရော monetization အောင်သွားတဲ့ခါကျရင်ပေါင်းမိမှာလား။ဒီမေးခွန်းတွေကိုဒီနေ့ရှင်းမယ်။ကျွန်တော်တို့မြန်မာနိုင်ငံကနေကြည့်မယ်ဆိုရင် YouTube video တွေမှာကြော်ညာမတက်တော့ဘူးဆိုတာက2021ထဲကဆိုတော့ဒါတွေကတော့အားလုံး တည်ပြီးသားဖြစ်ကြပါလိမ့်မယ်။ကျွန်တော်မြန်မာနိုင်ငံနေကြည့်မယ်ဆိုရင် VPN ခန့်ကြီးမှသာ YouTube ဗီဒီယိုတွေကကြော်ညာပါပေါ့နော်။ဥပမာတခြားနိုင်ငံတွေကနေကြည့်တယ်ဆိုရင်ကြော်ညာဝင်တယ်ပေါ့နော်။ဥပမာကိုရီးယားထိုင်းရောက်နေလို့ထိုင်းကနေပြီး YouTube သုံးတယ်ဆိုရင် YouTube ဗီဒီယိုတွေဖွင့်လိုက်တဲ့အခါမှာကြော်ညာတွေတွေ့ရတယ်ပေါ့နော်။အဲ့လိုတွေကြော်ညာဝင်မှသာဗီဒီယိုတင်တဲ့ YouTuber ပတ်စံရတာပေါ့နော်။အခုလည်းကျွန်တော်ရဲ့ဗီဒီယိုကြည့်မယ်မြန်မာနိုင်ငံကြည့်မယ် VPN အခံမကြည့်ဘူးဆိုရင်ကြွညာမတက်ဘူးအဲ့လိုမျိုးကြွညာမတက်ဘူးဆိုရင်ဗီဒီယိုတင်တဲ့ကျွန်တော်တို့ YouTuber တွေကပတ်စံမရဘူးတကယ်လို့ကျွန်တော်ရဲ့ဗီဒီယိုကိုတခြားနိုင်ငံကြည့်နေတဲ့ဥမာထိုင်းမလေးစင်ကာပူတရုတ်အဲ့လိုတခြားနိုင်ငံတွေကကြည့်လို့ကြွညာတက်တယ်ဆိုရင်အဲ့ကြွညာကားတွေကတချို့တစ်ဝက်ကကျွန်တော်တို့ရတယ်ပေါ့နော်ဒါက2021တည်းကဖြစ်တာဆိုတော့ဟိုတချို့တိတဲ့လူကတော့များမယ်ပေါ့နော်မတိတဲ့လူတွေကိုကျွန်တော်ဒီမှာတစ်ချက်နည်းနည်းလေးရှင်းပြပေးတာပေါ့နော်ဘာကြောင့် YouTuber တွေက VPN ဖွင့်ပြီးတော့ကြည့်ခိုင်းရလဲဆိုတာအဲ့ဒါအကြောင်းပါ ျွန်တော်2021မတိုင်ခင်ကကြတော့ကျွန်တော်တို့နိုင်ငံမှာ VPN တွေဘာတွေခံစားမလို့ဒီတိုင်းကျူးကျူးကြည့်လဲတခြားနိုင်ငံတွေကကြည့်တယ်လို့ပဲကြော်ညာတွေဝင်နေဒါတော့အားလုံးလက်သိမယ်ထင်ပါတယ်ပေါ့နော်ဒါလေးက intro လေးနည်းနည်းလေးနှွှေးပေးတာတချို့ကကြတော့တန်းပြောလိုက်ရဆိုရင်ဒီကိစ္စမသိမှာဆိုတော့ပေါ့နော်ကျွန်တော်ဗီဒီယိုကဘယ်သူတွေကဘယ်နေရာမှာဘယ်လိုကြည့်နေမလဲဆိုတာကျွန်တော်ကမသိနိုင်ဘူးလေပေါ့နော်ဒါလေးကိုအားလုံးနားလည်ထားတဲ့လူရှိမယ်ဘာမှမသိသေးတဲ့လူလည်းရှိမယ်ဘယ်လိုလူကကြည့်နိုင်မလဲဆိုတာကိုမသိနိုင်တဲ့အတွက်ကျွန်တော်ဒါလေးပါရှေ့ကထည့်ပြောတာပေါ့နော်အဲ့ဒါမှလည်း ဘာမှမသိတဲ့လူကစက်ကြီးလို့အဆင်ပြေပါလိမ့်ပေါ့နော်ကဲဆိုတော့ပထမဆုံးမိကုံးကိုဆက်သွားလိုက်မယ် monetization မအောင်သေးတဲ့ channel ကဗီဒီယိုတစ်ခုကိုတခြားလူကဥမာ VPN ခံပြီးကြည့်တယ်ဆိုပါဆိုဒါမှမဟုတ်တခြားနိုင်ငံတွေကြည့်တယ်အဲ့ဒီ channel မှာကျွန်တော်ဗီဒီယိုကြည့်တဲ့ခါမှာကြောညာတွေဝင်နေတာတွေ့လိမ့်မယ်အဲ့ဒီခါကျရင် तू ကအခုတကယ်ကြီးမထားပါဘူးနော်ကိုတကယ်ကြီးကဘန်ကောက်ရောက်နေလို့အဲဘန်ကောက်ကြည့်တဲ့ခါဟေ့ရောက် main channel ရောက် subscriber လည်းတထောင်မပြည့်သေးဘူးဒါပေမဲ့ main ရဲ့ ဗီဒီယိုကြီးကြည့်တဲ့အခါမှာကြောင်ရည်ပြနေတယ်။ဟင်း monetization ဘလို့အောင်ထားရလဲဗာလဲအဲ့လိုမျိုးကြောင်တချို့တွေကဒွိဟဖြစ်ကြတယ်ဗောနော်။ဒါပေမဲ့အဲ့ဒါကပုံမှန်ပါပဲ။ YouTube ကနေသူ့ရဲ့ platform ပေါ်မှာရှိတဲ့ဗီဒီယိုမှန်တယ်မြတ်မှာသူ့ရဲ့ကြောင်ရထည့်ခွင့်ရှိတယ်ဗောနော်။ဒါက2020လောက်ထဲကသူတို့ policy update လုပ်ထားတာ။အဲတချို့ကကြတော့ဒါတွေမသိသေးလို့ကျွန်တော်ပြောတာဗောနော်။ YouTube ကနေဗောသူ့ရဲ့ channel မှာဘယ်လိုပဲဗီဒီယိုတင်နေအဲ့ဒီဗီဒီယိုတွေမှာသူကြောင်ရထည့်ခွင့်ရှိတယ်။ဘာလို့လဲဆိုတော့ဒါသူ့ပိုင်တဲ့ platform ဖြစ်တဲ့အတွက်သူ့ platform မှာကိုရီးယားဗီဒီယိုလာတင်တာ။အဲ့တော့သူက ကြော်ညာကိုကြိုက်တို့ထဲခွင့်ရှိတယ်ဒီဗီဒီယိုကကောင်းရင်ကောင်းဆိုကြော်ညာထဲမယ်သူမထဲကျင်တယ်မထဲဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ monetization မအောင်သေးတဲ့ channel တွေမှာ YouTube ကရတဲ့ကြော်ညာကရဲ့တရားရဂိုင်းလုံးလုံးကို YouTube ကနေရတယ် monetization ကဒီ channel မအောင်သေးဘူးလေမအောင်သေးတဲ့အတွက်သူခွဲပေးစရာမလိုဘူးအဲ့တော့သူကတရားဂိုင်းလုံးအကုန်ကြိတ်တယ်ပေါ့နော်တကယ်လို့ကျွန်တော်ရဲ့ဗီဒီယိုမှာဒါ YouTube ကကြော်ညာထည့်တယ်ဆိုရင်အဲရရဲ့ကြော်ညာကရဲ့ချိုးတော့ဘက်ကိုကျွန်တော်ကိုခွဲပေးရတယ်ဗောနော YouTube ကအပြည့်မရတော့ဘူးကွာအဲအကြောင်းမလို့ तू က အဲရှိတဲ့မြဒီ YouTube မှာတင်ထားတဲ့ဗီဒီယိုမှလည်းမြန်မာသူကကြော်ညာထည့်ခွင့်ရှိတယ်ဆိုတော့ policy ကိုသူကပြောင်းလဲထားတာဒါသူ့အတွက်အကောင်းတာပေါ့နော်ကြိုက်တဲ့နေရာမှာကြော်ညာထည့်မင်းတို့ monetization မအောင်သေးတဲ့အချိန်ဆိုရင်ရတဲ့ကြော်ညာကားတွေငါကုန်ဝိုက်မယ်ဒါလို့မင်းတို့ monetization အအောင်စူးစမ်းလို့အောင်ွားတဲ့အခါကျရင်မှမင်းတို့ငါခွဲပေးမယ်ပေါ့နော် Okay ဒါကတော့ပထမမိကုန်းသဘောပေါက်လောက်ပြီးထင်တယ်ဒုတိယမိကုန်းဆက်သွားမယ်အဲ့လိုမျိုးကြော်ညာအထည့်ခံတဲ့ channel တွေက monetization အောင်နိုင်ချေများလားဒါကတော့လုံးဝမဆိုင်ဘူးလို့ပြောလို့ရတယ်။ YouTube အနေနဲ့သူ့ရဲ့ channel မှာရှိတဲ့မြဗီဒီယိုတွေမှာ ကြော်ညာတွေအကုန်လိုက်ထည့်နေရဖြစ်တဲ့အတွက်သူကြော်ညာထည့်လို့ဒီ channel က monetization ရှောက်တဲ့အခါမှာတရားခံတော့အောင်မယ်တရားခံတော့ pass ဖြစ်မယ်ဆိုပြီးသူကလည်းအာမမခံတော့ဘူးဘယ်သူမှလည်းအာမမခံတော့ဘူးပေါ့နော်အဲကိုကဒီ monetization ရှောက်တဲ့အခါမှာဒါအောင်အောင်သူတို့ကကြည့်ပြီးတော့ဒါကိုဆုံးဖြတ်မှာပေါ့နော်ကိုရဲ့ channel ကကိုပိုင်ဖန်တီးတာတွေပဲတင်တယ် YouTube ရဲ့စီးမင်းစကန်တွေလည်းလိုင်းလာတယ်မလောင်းကစားတွေမတင်ဘူးသူတို့နဲ့မကန့်ညီတဲ့ဥမာ18 plus တွေမဟုတ်ကဟုတ်ကတွေမတင်ဘူးပေါ့နော် ပုံမှန်ဘလော်လေးရေးတင်မယ်ဟင်းချက်တဲ့လူပဲလေဟင်းချက်တာတင်မယ်ဂိမ်းသမားလည်းဂိမ်းမင်းဗီဒီယိုတင်မယ်သူများဟာလည်း copy copy တင်တော့မဟုတ်ဘူးနော်ကိုယ်တိုင်းစောတဲ့ဂိမ်းပလေးတွေတင်မယ်ဂိမ်း review တွေတင်မယ်အခုလိုမျိုးကျွန်တော်လိုမျိုးပြောချင်တာရင်ပြောမယ်ပေါ့နော်အဲ့လိုမျိုးကိုယ်ပိုင်ဖန်တီးထားတဲ့ channel တွေဆိုရင်တော့ဒါ YouTube မှာ monetization online ကြီးကတော့များပါတယ်ပေါ့နော်ဒါပေမဲ့တခုရှိတာကကိုယ်တိုင်းတော့ဖန်တီးတယ်ဒါပေမဲ့ subscriber တွေကိုအတုလောက်ထားတယ်ဒီတယ်မလား application နဲ့တိုးထားတယ်ဝက်ဟာဘာဒီမြန်မြန်ပြည့်အောင်ကိုကိုပြန်ကြည့်တာတို့ဟိုအတင်း link နဲ့ share ပြီးကြည့်တာတို့ အဲ့လိုမျိုးတွေအများကြီးလုပ်ထားရဲဆိုရင်တော့အဲကိုကဒီ original content ဖြစ်ပါစေအောင်ဒါ YouTube ကပြန်စစ်တဲ့ခါကျရင်တော့တိတယ်ဗောနော်အဲ့လိုမျိုး channel ဆိုရင်တော့အောင်မှာမဟုတ်ဘူးဒါကြောင့်မို့ subscriber တွေ watcher တွေလည်းအစ်စ်မရောက်အောင်လုပ်ပါဗောနော်အဲ့ဒါကြောင့်မလို့ YouTube ကနေပြီးတော့ monetization မအောင်သေးလဲကြော်ညာတွေထိတာဖြစ်တဲ့အတွက်အဲ့လိုမျိုးကြော်ညာတွေဝင်လို့ကိုယ့်ရဲ့ channel က monetization အောင်နိုင်ချေရှိတယ်ဆိုတော့မဟုတ်ပါဘူးဗောနော် Okay အဲ့တော့နောက်ဆုံးတစ်ခုဆက်သွားမယ်အဲ့လိုမျိုးကိုယ့်ရဲ့ channel video တွေမှာ YouTube ကကြော်ညာထိတာခံတယ် တကယ်လို့ကိုယ့်ရဲ့ channel က monetization အောင်သွားတဲ့ခါကျရင်ရောအဲ့လိုမျိုးထည့်ခဲ့တဲ့ကြော်ညာခါတွေကပေါင်းမိမှာလားအဲ့ဒါကိုလည်းတော်တော်များများသိကြည့်ကြရပါတော့မပေါင်းမိပါဘူးအဲ့ဒီ share ဟာတွေအကုန်လုံးကျွန်တော်နံပါတ်1မေးခွန်းမှာဖြည့်ခဲ့တယ်လို့ပဲ YouTube ကနေအကုန်ကြိတ်တာပါဆိုတော့ကျွန်တော်တို့ monetization ရှောက်လို့အောင်သွားပြီဆိုရင်ဒီနေ့အောင်သွားပြီဆိုရင်ဒီနေ့မှရတဲ့ view တွေကနေပြီးတော့သူတွက်ချက်ပြီးတော့ပဲဒါ YouTube ကနေပြီးတော့အဲ့ရစပြီးတတ်မှတ်ပြီးတော့ပဲပတ်စံပေးမှာပေါ့နော်အဲ့ဒီခါကျမှကျွန်တော်တို့ အဲ channel တို့တချို့တော့ခွဲပေးမယ် YouTube ကတချို့တော့ကျိမ့်မယ်ပေါ့နော်အဲ့လိုနေနေ YouTube ကသွားတာပါ YouTube ကနေကျွန်တော်တို့ပတ်စံဘယ်လိုမျိုးပေးတာလဲ YouTube ကဘယ်လောက်ရာခိုင်နှုန်းယူပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုးတွေခွဲပေးတာလဲဆိုတာကိုကျွန်တော်ဗီဒီယိုလေးတည်တက်လုပ်ထားတာရှိတဲ့ဒီဗီဒီယိုရဲ့ Instagram မှာပေါ်လာလိမ့်မယ်အဲ့ဒီဗီဒီယိုကိုတွားကြည့်လို့ရပါတယ်